ဒါကိုအဲ့ဒီတပုံတွေကလာပြီးတနတ်နဲ့ချိန်ပြီးတော့သူတို့ကိုဟိုမွတ်စလင်လားဟိန္ဒူလားရွေးတာပေါ့ရွေးပြီးတော့ဟိန္ဒူဆိုရင်တပ်ပစ်တာ26ယောက်ကိုရရဆက်ဆက်တပ်ပစ်တယ်အရင်ဆုံးမေးလိုက်သေးတယ်မေးပြီးတော့သူကမဲဟိုဟိုကြည့်လိုက်သေးတယ်သူတို့ရဲ့အင်္ကာမှာ circumcise လုပ်ထားလား circumcise ဖြတ်ထိတ်ဖြတ်ထားတာမွတ်စလင်အစ္စလာမီယဖြတ်တာပြီးတော့ကိုရန်တွေက အခါကိုဖတ်ခိုင်းသေးတယ်အားလုံးပဲမိင်္ဂလာပါကျွန်တော်ဒီခါမှာတော့စေးတက်မှလာပြီဖြစ်တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့နိုင်ငံရေးတုံ့သက်ချက်တွေကိုရေရှင်လုပ်ပေးကြပါတယ်ဆိုတော့စလဲရအောင်ပါဒါတော့စစ်တိုက်ဖို့ပြင်ဆင်ထားတဲ့အနေအထားပေါ့ဗျာမိင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့တည်ငြိမ်နေတဲ့ကျွန်တော်တို့အရှိအာရှဟာစစ်မီတောက်ဖို့ အချိန်တွေတစ်ခုအနေနဲ့လှုပ်ခတ်လာပြီဆိုတာကိုတင်ပြပေးလို့တာဖြစ်ပါတယ်။ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်တင်ပြခဲ့ပူတဲ့ အကြောင်းအရာတွေလိုပဲယခုဖြစ်ပွားတဲ့စစ်ပွဲဟာရင်းရင်းမြစ်ကိုဥတည်ပြီးတော့ဖြစ်ပွားနိုင်တဲ့အကြောင်းလေးတင်ပြပေးလို့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသအဲဒီကက်ရှမီးယားဒေသဟာအိန္ဒိယဆွစ်ဇာလန်လို့ခေါ်တဲ့ပိုင်ငံဒေသမှာအမတန်အေးချမ်းတဲ့နေရာလေးမှာ ကဘာလေးခီးသွားတွေဟာပြီးခဲ့တဲ့နှစ်ရက်မှာကျွန်တော်သိရသလားတော့တကယ်ကိုမှတာယာလှပတဲ့ဒေတာလေးပေါ့ဗျာအကျန်းဖက်လက်နက်ကင်တွေရဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရပါတယ်အင်းအဲ့ဒီချိန်မှာအိန္ဒိယကြီးဟာဒေါသကြီးစွာပောက်ကွဲသွားပါတယ်ဒီအကျန်းဖက်မှုနဲ့ပတ်သက်ပြီးတော့ကဘာရဲ့အာယုံဆိုင်မှုကိုလည်းခံရပါတယ်အဲ့ဒီချိန်မှာတမရဒေါ်နယ်ထရန့်ကတော့ဘာပြောလဲဆိုတော့ဒီအကျန်းဖက်မှုများကို ဥဆောင်နှိမ်နှင်းနေတဲ့အိန္ဒိယနဲ့အတူရှိနေမယ်ဆိုတဲ့အကြောင်း Trump ကပြောပါတယ်။နောက်တစ်ခါရုရှားသမ္မတ Putin ကဘာပြောလဲဆိုတော့ဒီဟာကဒီအကြောင်းရာဟာအလွန်စိတ်ပျက်စရာကောင်းတယ်ဆိုတဲ့အကြောင်းဝန်ထဲအကြောင်းတဝင်လာပို့ပါတယ်။ဒီအပြင်ကိုအိန္ဒိယသမ္မတ Modi ကဘာပြောလိုက်လဲဆိုတော့ဒီအကြမ်းဖက်မှုများကိုပြင်းထန်ဆုံးတုံ့ပြန်သွားမယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်။ အဲ့တော့အဲ့ဒီကက်ရှမီးယားဒေတာဟာအိန္ဒိယရဲ့အုပ်ချုပ်မှုအောက်မှာရှိပေမဲ့သူနဲ့နီးစပ်တဲ့နိုင်ငံကတော့ကျွန်တော်တို့ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံကနေပြီးတော့သူတို့ဒီလူတွေထိခိုက်မှုကိုလည်းဝန်းနေတဲ့အကြောင်းများစွာထိခိုက်မှုအောင်လည်းစိုးရိမ်နေဆိုတဲ့အကြောင်းပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးကလည်းပြောတာကြားပါတယ်အဲ့ဒီချိန်မှာကဘာကြီးမှလှုပ်ရှားမှုဖြစ်လာပါပြီအိန္ဒိယကဘာလုပ်လိုက်လဲဆိုတော့ ကျွန်တော်တို့ပါကစ္စတန်တဲကိုစီးဝင်နေတဲ့ဟင်ဒူးမြစ်ကို ပိတ်လိုက်ပါတယ်အဲ့ဒီဟင်ဒူးမြစ် ਨੇ ပြဿနာဟာပြီးခဲ့တဲ့အနှစ်20ကလည်းတခါတက်ခဲ့လို့ကျွန်တော်တို့ကမ္ဘာဘဏ်ကနေပြီးတော့ဝင်ရောက်နှိမ့်နိုင်ပြီးတော့အဲဟင်ဒူးမြစ်သဘောတူညီချက် Industry Water Treaty IWD ကိုချုပ်ဆိုခဲ့ပြီးတော့ဒါရေးပေးနေတာဖြစ်ပါတယ်အဲ့ဒီညအခုအိန္ဒိယပိတ်လိုက်ပါတယ်အဲ့လိုပိတ်လိုက်တဲ့အခါမှာပါကစ္စတန်နိုင်ငံထဲမှာစီးဆင်းနေတဲ့ဒီရေချိုမြစ်ဟာ ရက်သွားမယ်ဆိုလို့ရှိရင်ပါကစ္စတန်နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေရေရာရှိမှုအရင်းမြစ်တွေနဲ့များစွာထိခိုက်သွားနိုင်တော့မှာဖြစ်ပါတယ်ဒီလိုပဲမနေ့ကညမှာတော့ဒီအိန္ဒိယရဲ့စစ်သင်္ဘောတစ်စီးဟာပါကစ္စတန်ကိုချီတက်သွားပြီဆိုတဲ့အကြောင်းသတင်းကိုဖတ်လိုက်ရပါတယ်ဒါကတော့ကမ္ဘာကြီးလှုပ်ရှားလာမှုအကြောင်းဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသပ်လို့ရတာကတော့တစ်ဖက်နဲ့တစ်ဖက်နာ စစ်ဆက်ညှိနှိုင်းပြီးတော့ဆွေးနွေးမယ်ဆိုရင်တော့အကောင်းဆုံးရလက်ကိုထွက်ပေါ်လာပေမယ့်အခုဖြစ်ပေါ်နေတဲ့ကိစ္စဟာဘာသာရေးတည်နေလဲပတ်သက်တယ်ဆိုတဲ့အကြောင်းကိုလည်းဒါကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲဒီပါကစ္ပါကစ္စတန်နဲ့အိန္ဒိယနဲ့ဟာဒီသူ့ကိုတတ်ချူသွေးခွဲသွားခဲ့တာကတော့အလုံးသိတဲ့အတိုင်းပဲပါကစ္စတန်ကိုနိုင်ငံဖြစ်နေတတ်မှတ်ပေးလိုက်တာကတော့ အင်္ဂလိပ်အင်္ဂလန်ပဲဖြစ်ပါတယ်ဒီမီးတွေဟာခိုနာတရောက်ဒီနာတရောက်ဖြစ်တဲ့အတွက်အခုကမ္ဘာအာရှအရှေ့ပိုင်းမှာစစ်မီးတစ်ခုများ ပါကစ္စတန်နဲ့အိန္ဒိယသာတကယ်လို့တိုက်ပွဲတွေဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်နှစ်ဖက်စလုံးဟာနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တယ်ဆိုတဲ့အကြောင်းဒါကျွန်တော်တင်ပြပေးရခြင်းဖြစ်ပါတယ်အလုံးကဘာသူကဘာသားတွေငြင်းညမ်းစေဖို့အလိုဆန္ဒတွေလျှော့ချပြီးတော့ နှီးညီနိုင်နိုင်နဲ့ဆောင်ရွက်နိုင်ကြပါစေဆိုတာကျွန်တော်တို့ကစူတောင်းပေးယုံမှာတပါဘာမှလုပ်ပြီးလို့မရပါဘူးဒီကြောင်းလေးတင်ပြပေးရခြင်းဖြစ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်ဆင်ရာချင်းအပြတ်သက်ကွာတယ်ဆိုမဲ့နှစ်နိုင်ငံလုံးကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့အတွက်ဒါတကယ်တကယ်ဖြစ်မှာဆိုလို့ရှိရင်ကြီးကြီးမားမားဆုံးရှုံးနေတာမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်မင်္ဂလာပါ ကျွန်တော်အခုဒီဗီဒီယိုလေးပါပါကစ္စတန်နဲ့အိန္ဒိယအကြောင်းကိုကျွန်တော်ဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်ဆိုတော့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံရဲ့တင်းမာမှုရဲ့နောက်ပယ်ကအကြောင်းရင်းတွေကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့တက်တက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီကကတော့ ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံရဲ့ကြားထဲမှာရှိတဲ့ကက်ရှမီးယားဒေသဒီဒေသကအိန္ဒိယကပိုင်တာလားပါကစ္စတန်ကပိုင်တာလားဆိုတာနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေရှိပါတယ်ဒါပေမဲ့လည်းကက်ရှမီးယားဒေသနဲ့ပတ်သက်ပြီးတော့အိန္ဒိယကလည်းတဝက်ပိုင်ဆိုင်ကလို့ ပါကစ္စတန်ကလည်းတဝက်ပိုင်ဆိုင်တယ်။မကြာခင်ကျပိုင်းအတွင်းမှာဖြစ်ခဲ့တဲ့ဒီ26ရောက်တပ်ခုကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံဘက်ကပါကစ္စတန်နေဇာနေဇာဆောင်တပ်တွေရဲ့လက်ချက်ကြောင့်လို့တပ်တွေတာကအထောက်အခံမရှိဘဲနဲ့တမင်တက်တက်ဆွဆွဲပစ်တယ် ဝေဖန်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။သူပြောပုံအရတော့အထောက်ထားမရှိဘဲနဲ့ဓမ္မသက်သက်ဆွဆွဲတယ်ဆိုပဲ။ကဲဆက်ကြည့်အောင်။ဆိုတော့မြတ်မြတ်တက်တည်အထောက်ထားမရှိဘဲနဲ့တမင်တကာပါကစ္စတန်ဒေသဆောင်တက်တွေဘက်ကလုံချန်တာပါဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကိစ္စပေါ်မှာ စစ်ပွဲအကြီးတွေဖြစ်ဖို့အတွက်အိန္ဒိယဘက်ကနေပြီးတော့ဖန်တီးလာတာကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်။အိန္ဒိယဘက်ကဖန်တီးတာဆိုဆိုရင်တော့နိုင်ငံတင်ပါမှုတွေတဖြည်းဖြည်းမြင့်တက်လာတာဖြစ်ပါတယ်။အိန္ဒိယဘက်ကလည်းလောကပါကစ္စတန်နိုင်ငံအပေါ်မှာဗီဇာပိတ်ပင်လိုက်ပြီးဖြစ်ပြီးနောက်သူနိုင်ငံသားတွေအားလုံးကိုလည်း ာကစ္စတန်ကနေပြီးတော့ကိုလုံးဘီယာခေါ်ပါတယ်။နောက်တာမတ်တွေအားလုံးပါကစ္စတန်တာမတ်တွေကိုလည်းပြန်လွှတ်လိုက်တာဖြစ်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ချင်းအဖြစ်ပါကစ္စတန်ဘက်ကလည်းတဖန်ပြန်ပြီးသူ့နိုင်ငံသားတွေကိုပြန်လည်းခေါ်ယူပြီးတော့အိန္ဒိယနိုင်ငံရဲ့စစ်ရေးစီးကြောင်းအတိုင်းပါကစ္စတန်ဘက်ကတတ်တော့ပြန်မှာဖြစ်ပါလား။ ဒါကြောင့်မို့လို့အခုဖြစ်စင်တဲ့ပတ်သက်ပြီးတော့ပင်နီးယားလည်းခံရသေးတယ်ပါကစ္စတန်လက်ထုတ်ပြောင်းမယ်ဆိုတော့သူရှင်းစားတာကြည့်ကြတော့ရှိရလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒါအိန္ဒိယနိုင်ငံကို နောက်ွယ်ကနေပြီးတော့ပါကစ္စတန်နိုင်ငံပေါ်မှာတပတ်သက်အရေးယူဖို့အတွက်တမင်ဗီဇာတွေရှိလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ် တော့လည်းပဲပြောမှဆိုလို့ရှိရင်တော့ပြဿနာအဲ့ကစီမီးယားဒေတာကိုလိုချင်ကြလို့ဖြစ်တာနော်ဖြစ်တဲ့ဆိုတော့လိုချင်နေတဲ့ဘိနိုင်ငံတွေလည်းဆိုတော့ပါကစ္စတန်နဲ့အိန္ဒိယဖြစ်မဲ့ဆိုလို့ရှိရင်လည်းအဲ့နှစ်နိုင်ငံပဲရှိတယ်လေအဲ့ဒါကိုမှဟိုလိုထင်မလားဒီလိုထင်မလားပြောဖို့လိုသေးလို့လားနော်မလိုတော့ဘူးလေဗျာချင်းချင်းလေးပဲကျွန်တော်တို့သုံးသက်ချက်အရာကျွန်တော်တယောက်ထဲရဲ့သဘောရအမြင်အရဆိုလို့ရှင်ဒီကိစ္စဟာအိန္ဒိယဘက်ကစတင်လာတဲ့ပြဿနာလို့ကျွန်တော်တို့ယူဆဖြစ်တယ်ဟွန်း လူတယောက်နဲ့တယောက်တက်တည်အထောက်ထားမရှိဘဲနဲ့တော့တယောက်ကိုတယောက်ဆွဆွဲလို့မရသလိုဟိုဟိုတယောက်ကတော့သွားသတိရတယ်အခုလိုမမဲနဲ့လုံလုံလေးလုံလုံလေးလေးဒီပါမဟုတ်တဲ့အစ်ခွဲကိစ္စသူပြောပုံရဆွဆွဲပြစ်တင်ပြီးစိတ်ရဲရအေးယူခုရှိလာနိုင်တာဒီအားတော့ဒါသူယူသားယူမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်ပါတယ်อืมဆိုပါဦး များမကြာမီကာလကပါကစ္စတန်နိုင်ငံဟာအစ္စရေးတို့အပေါ်မှာအရေးယူတော့မယ်လို့ကြေညာပြီးတဲ့နောက်အခုလိုဖြစ်ရက်စမ်းနေထွက်ပေါ်လာတာကိုကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်။ဘာကြောင့်ပါလဲ။အခုဒီအခြေအနေကိုကျွန်တော်တို့လေ့လာသုံးသပ်ခြင်းအဖြစ်အိန္ဒိယနိုင်ငံရဲ့ နောက်ကနေပြီးတော့အမေရိကန်နိုင်ငံဟာ supporting ပေးမယ်လို့လက်နက်တွေထောက်ပံ့ပေးမယ်လို့ပြောဆိုလာတာဒီဒီအတန်တွေထွက်ပေါ်လာတာတွေဟာပြောမှာပေါ့သူတို့ချင်းရမဟာမိတ်တွေပဲဟုတ်ပါကစ္စတန်ဘက်ကိုရန်စနေတဲ့သဘောဖြစ်ပါတယ်ဟွန်းဒါပေမဲ့ပါကစ္စတန်ကတော့ခင်မဟုတ်ပါဘူးမိတ်ဆွေတို့တည်ပြီးသားဖြစ်ပါတယ် ါကစ္စတန်ဟာနျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတနိုင်ငံဆိုတာကျွန်တော်တို့အားလုံးသိမိတာဖြစ်ပါတယ်နျူကလ িয়ার ပိုင်တာတော့ပါကစ္စတန်ပဲပိုင်တာမဟုတ်ပါဘူးအိန္ဒိယလည်းပိုင်တာပါပဲเนาะနိုင်ငံလုံးပိုင်တဲ့ကိစ္စတွေပဲเนาะကောင်းသေးပေမဲ့အစိတ်ပြင်းတယ်ဆိုတာလဲကျွန်တော်တို့စဉ်းစားကြရမလို့တော့မှတ်ပါတယ်သူပြောသလိုပြောရမှာဆိုလို့ရှိရင်အိန္ဒိယလည်းပဲ အကောင်လည်းကြီးတယ်လို့အစိမ့်လည်းပြင်ပါတယ်အိန္ဒိယပြောမှဆိုရင်တစ်ဖက်သက်ကြီးပြောလို့တော့မရဘူးလေဒါကျွန်တော်ကမျက်မျက်တက်တာလေးပြောပေးတာနော်မျက်မျက်တက်တာလေးပြောပေးတာပေါ်မှာပါကစ္စတန်ရဲ့နောက်ွယ်မှာတရုတ်ကလည်းရှိနေတယ်အိန္ဒိယရဲ့နောက်ွယ်မှာအမေရိကန်ကလည်းရှိနေတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတရုတ်ရှိနေပေးရခြင်းကသူ့အကျိုးစီးပွားအတွက်ရှိနေပေးတာနော်တခြားအကြောင်းမဟုတ်ဘူးဖြစ်လာမလားလို့တော့ကျွန်တော်တို့ခမ်းမန်းသုံးသပ်ရတဲ့အပိုင်းတွေတော့ ထည့်သွင်းစဉ်းစားရတဲ့အခြေအနေဒီဖြစ်လာပါတယ်။ဒါကြောင့်မလို့အိန္ဒိယနဲ့ပါကစ္စတန်ရဲ့တင်းပါမှုဟာကျွန်တော်တို့ကမ္ဘာလူသားတယောက်ချင်းစီအတွက်တိတ်ကိုအန္တရာယ်များတဲ့ကိစ္စမျိုးဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။အခုလောလောဆယ်အခြေအနေကတော့ပါကစ္စတန်ဘက်ကပို့နေတဲ့ ဒီဘားတွေကိုဟာလာအိန္ဒိယနိုင်ငံဘက်ကနေပိတ်ဆို့လိုက်တဲ့အတွက်ပါကစ္စတန်နိုင်ငံဘက်မှာပြည်သူလူထုအနေနဲ့ရေတုံးဆွဲမှုအတိုင်းအတာခက်ခဲနေတာကိုကြားသိရပါတယ်ပြောမှဆိုလို့ရှိရင်မြေတွေဖျက်တောက်လိုက်တဲ့အတွက်တိုင်ပတ်သွားတယ်ပေါ့ဗျာပါကစ္စတန်အတွက်သို့တော်လည်းပဲဒီခက်ခဲတွေကိုရင်ဆိုင်ဖို့အတွက်ပါကစ္စတန်ပြည်သူတွေကတော့ဆက်သက်ဖြစ်နေပါတယ်ဆရာများမကြခင်ကာလအချိန်တစ်ခုမှာ ပါကစ္စတန်နဲ့အိန္ဒိယတို့ရဲ့ကဘာမကြီးစစ်ပွဲတွေကျွန်တော်တို့ဖန်သားပြပုံမှာပြန်လဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆိုဒီတဲ့င်းဟာအလွန်တမထူးခြားတဲ့တဲ့င်းဖြစ်နေတဲ့အတွက်ဒီတဲ့င်းကို share လုပ်ဖို့တိုက်တွန်းတယ်။နောက်ရက်တွေမှာလည်းအိန္ဒိယနဲ့ပါကစ္စတန်နဲ့ပတ်သက်တဲ့ကြားရသမျှတရားတွေကတဲ့င်းတွေကိုမိတ်ဆွေတွေကိုလာပြီးတော့ပြပြပေးတော့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ Okay ဒါတော့နောက်ထပ် anti ပြောက်သုံးသပ်ပြထားတာပေါ့နော်။အိန္ဒိယနဲ့ပါကစ္စတန်စီးနဲ့ပတ်သက်ပြီးတော့အိန္ဒိယရဲ့ပြဿနာပြောမယ်ပြောမယ်သိလားနင်းထိုင်ရင်လေအဲ့အိန္ဒိယနဲ့ပါကစ္စတန်အခုစစ်ဖြစ်မလို့ဖြစ်နေပြန်ပြီဟိုဘယ်လိုဖြစ်တာလဲဆိုတော့အဲ့ပါကစ္စတန်ကမွတ်စလင်အဲ့အဖွဲ့ဒီ ကစ္စတန်ထဲမှာနေတဲ့မွတ်စလင်တွေမှာပဲဒီကာရှမီးယားကာရှမီးယားပြည်နယ်ကိုလွတ်မြောက်ရေးဆိုပြီးတော့အဖွဲ့ရှိတယ်မွတ်စလင်အဖွဲ့ရှိတယ်အဲ့ရနေပြီးတော့ဒီကာရှမီးယားအိန္ဒိယအိန္ဒိယမြောက်ပိုင်းမှာအိန္ဒိယပြည်နယ်ထဲမှာအိန္ဒိယအပိုင်းဒါပေမဲ့အဲ့မှာတဝက်ကျော်ကျော်ကနှင်းနေမွတ်စလင်နေမွတ်စလင်နေဆိုတော့ဟို ခွဲကိုအိန္ဒိယကြီးကိုခွဲခွဲလိုက်တဲ့အခါမှာမွတ်စလင်တွေ East Pakistan West Pakistan ဖြစ်ပြီးတော့အိန္ဒိယဖြစ်တဲ့အခါမှာအဲကာရှမီးရ region အရောကာရှမီးနဂိုဂရီယာဆော်ဘွားပိုင်တာလေအဲဆော်ဘွားဟိန္ဒူဆော်ဘွားဆိုတော့သူကသူစီမှာမွတ်စလင်တွေတော်တော်များများနေပြီမဲ့ သူကအဲပါကစ္စတန်ဘက်ကိုမပါဘူးပေါ့အိန္ဒိယခွဲမထွက်ပဲနဲ့အိန္ဒိယမှာပဲနေတာအဲ့ကလေးကသူတို့ကတစ်ချိန်လုံးတိုက်နေတဲ့အပြင်အဲပါကစ္စတန်မှာလည်းအဲ့ဒီခွဲထွက်တဲ့လူတွေကိုတပုံတွေကိုမွေးထားတယ်ပါကစ္စတန်ထဲမှာအဲ့ဒီအစွန်းအစွန်းရောက်အဖွဲတဖွဲရှိတာကြသူတို့ကနှိမ်နင်းတယ်တာလီဘန်လိုမျိုးတာလီဘန်လိုမျိုးအစွန်းထွက်တဲ့အဖွဲကိုတော့နှိမ်နင်းပြီးတော့ ဒီကာရှမီးယားကိုကာရှမီးယားလူမျိုးရေးအဖွဲ့ကိုကြတော့ပါကစ္စတန်အဲတိတ်မနေနေတော့မွေးထားတယ်လို့ဖြစ်တာပေါ့အဲ့တော့အဲ့ဒီမှာဟိုတူရစ်တွေသွားတာပေါ့အိန္ဒိယကာရှမီးယားရမ်းတာရတာကိုမြောက်ဖက်မှာအဲ့ဒါတူရစ်တွေသွားတယ်ဟုတ်တယ်ဘလော့တွေတဲမှာဆိုလို့ရှိရင်တော့တော်တော်လေးလှတယ်ပြအဲ့ဒီဒေတာအခါဟိန္ဒူကျွန်တော်တော့မရောက်ဘူးပါဘူးဒါပေမဲ့ဘလော့တွေတဲမှာတွေ့ဦးတာပေါ့နော်မြန်မာတွေ တချို့ကလည်းဟန်နီမွန်းသွားတာဒီตาရာနဲ့နေရာကိုသွားတာနီပေါ်လီယာတယောက်ပါတယ်အဲ့ဒါကိုအဲ့ဒီတပုံတွေကလာပြီးတနတ်နဲ့ချိန်ပြီးတော့သူတို့ကိုဟိုမွတ်စလင်လားဟိန္ဒူလားရွေးတာပေါ့ရွေးပြီးတော့ဟိန္ဒူဆိုရင်တပ်ပစ်တာ26ယောက်ကိုရရဆက်ဆက်တပ်ပစ်တယ်အရင်ဆုံးမေးလိုက်သေးတယ်မေးပြီးတော့သူကအမေဟိုဟို ကြည့်လိုက်သေးတယ်သူတို့ရဲ့အင်္ဂါမှာ circumcise လုပ်ထားလား circumcise ဖြတ်ထိတ်ဖြတ်ထားတာမွတ်စလင်အစ္စလာမီယာဖြတ်တာပြီးတော့ကိုရန်နဲ့ကဟာကိုဖတ်ခိုင်းသေးတယ်ဖတ်တတ်လားမဖတ်တတ်ဘူးဆိုဒီကောင်ဟိန္ဒူပဲဆိုတတ်တာဘလောက်ဆိုးလဲဆိုတော့အဲ့တော့ဒီအန်ဒီကတော့ပါကစ္စတန်အကြပ်ဖတ်တွေပါလို့ကိကြီးကပြောသွားရကြဒါပေမဲ့ခုနဗရာသာတော့ဘဒူဘွားမှန်းတော်မသိဘူးဆိုပဲအဲ့ဒါနှစ်ယောက်ကပြောတာတည်းကကွဲလွဲ့နေတယ်ပေါ့နော် အရာဆိုတာပေါ့နော်အဲ့တော့အိန္ဒိယမိုဒီတအားစိတ်ဆိုတာပေါ့အိန္ဒိယဟိန္ဒူတွေတအားစိတ်ဆိုတာပေါ့တက်တက်မဲ့ကြီးတက်တာလေအဲ့တော့စိတ်ဆိုတော့ပြီလေဗျာတက်တက်မဲ့ချက်ချင်းပဲအဲ့လူတွေကစိတ်ဆိုးတယ်ဆိုတော့အစိုးရကလည်းမိုဒီကလည်းပြောပါဘယ်နေမလဲပါကစ္စတန်လိုချက်ချင်းပဲဟို လေမြန်နေပါလေပိတ်ပစ်လိုက်တယ်ပါကစ္စတန်နဲ့အိန္ဒိယကြားမှာမဝင်ရမထွက်ရလေမြန်နေလဲပိတ်ပစ်တယ်ပြီးတော့ဥဒုမြစ်ကြီးရှိတယ်ဥဒုမြစ်ကြီးဟာအရှိရင်ကြီးပဲပါကစ္စတန်ဟိုမြောက်ဘက်ကနေပြီးတော့တရုတ်ရဲ့ပါကစ္စတန်ရဲ့အိန္ဒိယပေါ်ကာရှမီးယားအဲ့ရနေပြီးတော့ဟိုခါရဲမြစ်တွေစုံပြီးတော့အဲ့မြစ်ကြောင်းကြီးဟာပါကစ္စတန်ကိုတောက်လျှောက်ကြီးဖြတ်သွားတာအဲ့မြစ်ကြီးပေါ်မှာမူတည်ပြီးတော့ အဲ့ပါကစ္စတန်ကလူတွေကဟိုရေတောက်ရတယ်ဟိုလေယာမြေတွေစိုက်ပျိုးရေးတွေလုပ်ရတယ်ပြီးလို့ရှိရင်ဥပမာကျွန်တော်တို့မြန်မာနိုင်ငံလို့ပြောမှဆိုရင် ARB မြစ်လို့ပြောဗျာတကယ်နိုင်ငံရဲ့အသက်သွေးကြောပေါ့နော်ဟိုပါကစ္စတန်အတွက်အရေးပါနေတာပေါ့စစ်တီလည်းထုတ်ရတယ်ဆိုတကယ်တကယ်သူတို့ရဲ့မိခင်မြစ်ကြီးပေါ့နော်ဒါပေမဲ့အဲ့မြစ်ကြီးရဲ့မြစ်ဖြားခံရာကအိန္ဒိယအိန္ဒိယမှာတဝက်ကြော်ကြော်ရှိတော့ အဲ့ဒါနေပြီးတော့သူတို့ကလည်းအဲ့ဒါကိုအဲ့မြေရီကိုအတူတကွဟိုသုံးပါမယ်ဆိုတော့အစချုပ်ချုပ်ထားတာရှိတယ်ဝန်ခံထားတာ1960ရာဖြစ်မယ်အဲ့ဒါကိုအိန္ဒိယအဲ့လိုသူလူတွေကိုတတ်တဲ့အတွက်အဲ့ဒီဥဒုမြေရီမြစ်ချောင်းကိုလည်းပေါ့ပိတ်ပြင်မယ်ပေါ့နင်တို့စီအဲ့မြစ်ကြီးမစင်အောင်နင်တို့ရဲ့အသက်သွေးမှဖြစ်တဲ့မြစ်ကြီးကိုမစင်အောင်ငါတို့အိန္ဒိယမြေကနေပိတ်ပြင်မယ်အဲ့လိုမျိုးပြောတာပေါ့ တအားစိတ်ဆိုတော့အဲ့ဒါကိုလေအခုတကယ်လဲပိတ်လိုက်ပါပြီနော်ပြောသလိုအခုပိတ်လိုက်ပါပြီပြီးတော့အပြစ်ကတင်သေးတယ်အိန္ဒိယသူတို့ကလည်းတတ်သေးတယ်အသက်ခံရသေးတယ်အိန္ဒိယကိုလည်းအပြစ်တင်တဲ့လူကလည်းရှိသေးတယ်အပူတင်တယောက်ပဲပူတင်ကတော့လုံးဝပါကစ္စတန်ကိုအပြစ်တင်တယ်ပူတင်ကတော့နားလေတယ်သူတိတယ်လေပါကစ္စတန်ကိုအပြစ်တင်တယ်ဘာကြောင့်ဆို ပါကစ္စတန်အကြောင်းကိုသူတို့သိတယ်လေဒီရုရှားနဲ့အာဖဂန်နစ္စတန်တို့ကလေအဲ့ပါကစ္စတန်နဲ့အမေရိက CIA ကနေပြီးတော့လက်နက်တွေပို့ပြီးရုရှားတိုက်တွေကိုတိုက်ထုတ်ခဲ့တာလေနောက်ပြီးတော့အခုပါကစ္စတန်ကဒီဟာဖြစ်တာကတမဒအမေရိကန်တဒုတမဒဗန်စ် JD ဗန်စ်လာဒီကောင်ကတော်တယ်ဒီကောင်ကငယ်လဲအရန်ငယ်တယ် Trump နဲ့ဆိုရင်အဖေနဲ့သားလိုပဲ အဲ့လိုမျိုး तू ကလည်းအရန်ပြောတာဆိုတာအရန်တော်တာပဲ तू က Trump ကလည်းအသက်ကြီးပြီဆိုတော့ Trump တခုခုဖြစ်ရင် तू ကချက်ချင်းသမရနေရဒုသမရဆိုတော့သမရတခုဖြစ်ရင် तू အသမရနေရရပြောမှဆိုရင်တော့ train ရညာလိုက်ရောင်းပေါ့နော်အာမအဲ့တော့အဲ့ဒါကိုခါတယ် तू ကလည်းရေရတင်းတင်းနဲ့ Trump ပြောတယ်လို့ပဲ तू က Trump ရဲ့ဒီနည်းနေကို policy တွေကို तू ကရေရတင်းတင်းပြောတယ်ပြင်ချက်ချင်းဒီ China နဲ့ trade war ဖြစ်တာ ထရမ့်ကိုစားထရမ့်မလာပဲသူမိသားစုလိုက်သူမိမအင်ဒရီးယားနေပွားလေသူမိမအမေရိကန်ရှေ့နေတင်အရန်တော်တာပဲသူမိမလည်းဟိုအမိဘအင်ဒရီးယားလာတာအဲ့တော့လေသူကလေသူတမ်ဒါကလေးတွေကိုခါတဲ့ဒီအိန္ဒြိယဝိစုံလေးတွေဝစ်ပြီးလေးမြန်မာကနေဆင်းလာမယ်အိန္ဒြိယလူတွေကသဘောကျတာပေါ့ပြီးလို့ရှင်လာပြီးတော့အိန္ဒိယကြီးကို နေတရုံနဲ့မလုံးနဲ့တရုံနဲ့တရုပ်စီရနေပြီးတော့ steel ပေါ့ဒီ steel ဆိုတာတမ်းမနီတွေမသွင်းနဲ့ပေါ့အဲ့ဒါကို trade ကို tariff ကိုတင်လိုက်ပေါ့ဘာကြောင့်ဆိုနေ India မှာလေပြည်တွင်းဖြစ်တမနီဆက်ယုံနေရှိတယ်ပေါ့တရုတ်ကတမနီကတအားစေးပေါ်တော့ပြည်တွင်းကတမနီဆက်ယုံနေရမပြိုင်နိုင်အော်အိန္ဒိယတမနီ seal တွေအရန်သွင်းတာတရုတ်ပြည်ကလေအဲ့တော့အဲ့ဒါကိုလည်းလာပြော့လှော်ပေးတယ် tariff တွေမြင့်လိုက်တဲ့ငါငါငါတို့ဆက်ယုံနေလေတဲ့တရုတ်ပြည်မှာလိုပဲနင်တို့စီမအများကြီးလာပြီးတော့ပေါ့ လုံဟိုစက်ရုံထောင်းမဲတဲ့အဲ့လို Vance ကပြောခါပဲမသေးချက်ချင်းဖြစ်တယ်။နောက်ပါကစ္စတန်နဲ့ China ကအဟိုအဆက်အသွယ်ရှိတယ်။ China ကဒီပါကစ္စတန်မှာ အများကြီးရင်းနှီးမြှုပ်နှံထားတယ်ဟိုဒီမြစ်ရင်းလေးပင်လေပင်လေစိတ်ကအဲ့တော့ဘာကြောင့်ဆိုတော့တရုတ်ကကုန်ပစ္စည်းတွေကဒီ ဘက်ကိုပေါ့နော်စင်ကာပူနဲ့အမေရိကရေလက်ကြားကိုသွားတာအမေရိကရေလက်ကြားကအမေရိကန်ကြီးဆိုတဲ့ဒေသဆိုအဲ့ဒါပိတ်လိုက်ရင်ပြဿနာရှိတော့တရုတ်ကပါကစ္စတန်ဘက်ကိုဖွင့်ထားတယ်အခုကြောက်ဖြူရင်နဲ့စိတ်ကန်းဟိုဖွင့်မှလို့မျိုးဟိုရင်ပါကစ္စတန်မှာဖွင့်ပြီးနေပြီစိတ်ကန်းရှိတော့တရုတ်ပစ္စည်းကုန်ပစ္စည်းတွေကအဲ့ရထွက်ရင်မလကဘက်ကိုတိတ်အားကိုးစရာမလိုဘူးပေါ့အဆင်ပြေတာပေါ့အဲ့တော့တရုတ်နဲ့ကလည်းဒီခမင်းနဲ့ကဟို အိန္ဒိယနဲ့တရုတ်နဲ့ပါကစ္စတန်အဲ့လိုစုံနေတဲ့ကြားထဲမှာတရုတ်နဲ့ပါကစ္စတန်ကပို့ပြီးတော့ trade ဆက်သွယ်ရေးပို့ကောင်းနေနိုင်ငံရေးလက်အခြေအနေပို့အဆင်ပြေတယ်ဒီအိန္ဒိယတဲ့ဆိုင်အဲ့အဲ့ဒါကို Vance ကဒီနေ့လာတယ်ဆိုရင်တော့ဘယ်နဲ့ရမှမကြဘူးအဲ့လိုမျိုးဒီကာရှမီးယားကို သွားပြီးတော့တပုံတွေကဘာခွင့်ရယူပြီး တမင်းကျူကျော်ပြီးတက်ပြစ်လိုက်လည်းမသိဘူးစိတ်ဆိုးမဆိုးဆိုးအောင်တမင်းလှုပ်လိုက်တာပေါ့နော်လှုပ်လိုက်တဲ့အခါကျနိုင်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 သူတို့အဲ့လိုမျိုးဟိုဖွာလိုက်တာပေါ့ဖွာတာလူတွေကိုတက်ပြစ်လိုက်တာ26ယောက်အာတနိုင်ငံလုံးစိတ်ဆိုးဟိန္ဒူတွေပဲရွေးပြီးလှုပ်လိုက်တာဆိုတော့ပြဿနာပိုဆိုးတာပေါ့ဗျာဆိုးကြတာပေါ့ဟိန္ဒူတွေစိတ်ဆိုးပြီးတော့မိုဒီကလည်းတအားစိတ်ဆိုးတာအဲ့တော့ဟိုအဲ့တော့ ပါကစ္စတန်ကလည်းအဲ့တော့စိတ်ဆိုးပြန်ရောတဲ့ပါကစ္စတန်တွေကလည်းစိတ်ဆိုးပြန်ရောတဲ့သူတို့သူတို့ဘာလို့လောက်ရလဲပတ်သူတို့မွေးထားတာကိုသူတို့မြောက်ပေးတာပေါ့နော်ဒီကာရှမီးယားကိုပါကစ္စတန်ကအားလိုချင်တာလေပါကစ္စတန်လူတွေကစိတ်ဆိုးတာအဲ့အိန္ဒိယကိုအဲ့လိုမျိုးတွေအကြမ်းဖက်မှုတွေသွားလို့လေးလို့စိတ်ဆိုးတာပေါ့နော်ဒီ ND ပြောပုံရနည်း ားတယ်ဟိုလေယာထွက်ကုန်ပစ္စည်းအရန်ပေါ်တယ်အရန်ပေါ်တို့စိတ်ဆိုးတာအကြပ်သမားတွေစိတ်ဆိုးတာအရန်ထောက်ကူပြူတယ်ပန်ချပ်ပြည်နေရအဲ့ဒါကိုကိုကလည်းပါကစ္စတန်ကလည်းအနည်း65နှစ်ရှိပြီအဲ့ဒါတနွေးနွေးနဲ့ဒီဒီခရင်းကိုစင်မီတောက်လာခဲ့တာပေါ့ဒီကာရှမီးယား region ကြီးကိုသူတို့ဘက်ကိုပါစေခြင်းလေအဲ့ဒါဘာတွေဖြစ်မလဲမသိဘူးအဲ့တော့ဟိုပြဿနာတော်တော်ပေါ့နော်စောင့်ကြည့်ရမှာပေါ့နော်ပါကစ္စတန်ကြားထဲမှာ ပါတယ်စေရေးအချိန်ရောတော်တော်လေးမြင့်လာပြီဗျာတရုတ်ကလည်းအဲ့မြစ်တွေမှာအဲ့မြစ်တွေမှာခါတယ်ဟိုရေအားလက်စစ်တွေပါဒီတအားထုတ်တာပဲအဲ့မြစ်ကလည်းဥဒူးကအမြစ်ပြားတရုတ်ပြည်မှာလည်းရှိတယ်ပြီးတော့မှအိန္ဒိယနဲ့ပါကစ္စတန်ကိုဆင်းတာတော့တရုတ်ကဘာပြောမလဲတော့မသိဘူးပေါ့တရုတ်ပေါ်မှာကမ္ဘာမှာကြီးလိုက်လို့ချင်းလည်းတရုတ်အမြတ်ထုတ်တဲ့နိုင်ငံတွေကြီးပဲ ကျူတူတာပေါ့အဲ့မြစ်ကိစ္စအပေါ့နော်လုံးလို့တော့ရမယ်မထင်ပါဘူးသူတို့သဘောတူနောက်ပြီးတော့တားဖို့စီးဖို့ဆိုတာလဲချက်ချင်းကြီးစောက်လို့ရတာမဟုတ်ဘူးဒမ်တွေကလေ